မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတရက်ချောင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကအယောက်30ကျော်ထိခိုက်ဒေဆုံးက PDF ရဲဘော်4ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ၁၄ရက်နေ့ကနေစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတရချောင်းမြို့နယ်ကနက်တီရီရွာကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့ကန့်တက်စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာအင်အားဖြစ်တင်းမှုများပြုလုပ်ပြီးတော့စစ်တင်းမောကလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူအများအများကိုအုံပြုပြီးတိုက်ခိုက်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့များကပြန်လည်ဆုတ်ခွာခြင်းမရှိဘဲနဲ့ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လိုင်းရဲဘော်တချို့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မေလ20ရက်နေ့မှာကျွဲမင်းကုန်းကျေးရွာမှာဖြစ်ပွားတဲ့ထိတွေ့တိုက်ပွဲအတွင်းတော်လိုင်းရဲဘော်3ဦးတိုင်းပြည်အတွက်အသက်ဆုံးခဲ့ရပြီးတော့ရဲဘော်တို့ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးခံရတဲ့ရဲဘော်ဟာလည်းဇွန်လ6ရက်နေ့မှာကြာဆုံးသွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဘက်ကလည်းအယောက်30ထက်မနည်းထိခိုက်ဒေဆုံးမှုရှိကြောင်းသိရပါဗျ။စစ်ခွဲတွေထိခိုက်တေဆုံးမှုကများတယ်ကျွန်တော်တို့ဘက်ကပြစ်လို့ထိတာရောသူတို့လေချောင်းချောက်သူတို့ဘာသာသူတို့ပြန်ထိတာရောပဲအဲ့ဒီထိတွေ့တိုက်ပွဲများမှာစစ်ခွဲတေတာနဲ့ ဒဏ်ရာရတာခံမှန်းအနေနဲ့အယောက်30အထက်လောက်ရှိမယ်လို့ဒဝဲခရံအမှတ်နဲ့တရင်ကတောင်းရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲခရံအမှတ်နဲ့တရင် Federal စစ်ကြောင်းနဲ့လက်ယုံတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တရချောင်းမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းစတင်ဝေရောက်လာတဲ့နေ့ကစပြီးတော့တော်လိုင်းတပ်ဖွဲ့များအနေနဲ့နောက်မဆုတ်ပဲအပြင်းထန်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအပြစ်မဲ့တဲ့ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်းတပ်ဖြတ်ခြင်း နေအိမ်များကိုမိရှုဖြတ်စည်းခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးများ၊၄ချောင်းပစ်ကူများကိုအမြောက်အများအုံပြုခြင်းကြောင့်ပြည်သူများထိခိုက်ခြင်းနဲ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလပီတင်ဆက်ပေးရမယ်တိုက်ပွဲတရင်ရောမကွေးတိုင်းမြန်မြို့ပေါ်မန္တလေးလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာအချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ6ရက်နေ့မှာမြိုင်မြို့အရှိတ်မန္တလေးလမ်းပိုင်းအထွက်မှာရှိတဲ့အကြံဘက်စစ်ကောင်းစီဂိတ်ဟာစစ်သားရဲနဲ့ပြူစောထီးများပူးပေါင်းတပ်ဆွဲထားတဲ့ဂိတ်စခန်းဖြစ်ပြီးတော့ဗန်ဂါများနဲ့တုံးတက်အာစီတိုက်ပေါ်မှာအခိုင်အမာခံစစ်ပြုထားတဲ့ဂိတ်စခန်းဖြစ်တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များက RPG များလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာညနေ3နာရီကစပြီးတော့ည7နာရီအထိ 9နာရီခန့်ကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိုက်မရှိစုခွာနိုင်ခဲ့တော့လေအကြမ်းဖက်စစ်ကောင်စီဘက်ကထိကိုက်တိုက်ဆုံမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖနဲ့စာလင်ကြီး SSTF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဝေဟင်တိုက်ခိုက်မှုအဖြစ်နဲ့မြိုင်ပကဖ drone team ရှားထူဝနီးပညာတပ်ဖွဲ့ရဲ့ team 3 PDAF နဲ့ရှားထူဝနီးပညာတပ်ဖွဲ့ရဲ့ team 4 SSTF တို့ကဘုံသီးများကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တော်လိုင်းရေးကာလ၃နှစ်ကျော်ကြာလာတာနဲ့အများပြည်သူများအထိကိများတာကိုတော်လိုင်းရေးအင်အားစုများအနေနဲ့လွန်စွာအားနာမိကြောင်းတိုက်ပွဲဆင်နွှဲတဲ့အခါမှာကုန်ကြတဲ့လက်နက်ခဲယံတံပိုးဟာလည်းများပြားလှတဲ့အတွက်ပြည်သူများအနေနဲ့တော်လိုင်းရေးမှာဆက်လက်ပါဝင်ပေးကြပါရန်တောင်းဆိုလိုကြောင်းမြန်မြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်မှာစစ်ကောင်စီတပ်သားများထံကနေပြီးတော့တိမ့်စီရရှိထားတဲ့တနက်များအားချုံမိုင်မှရင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုကအမိတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့ကရင်းမာပင်မြို့နယ်မုံရွာပသိမ်းလမ်းဆောင်အောင်စီရမြို့တက်စစ်မှုထမ်းဟောင်းအင်ယာမှာ စစ်ကောင်စီတပ်သားများကိုချုံမိုင်မိုင်ရင်းမာပင်မြို့နယ်မှာဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတနက်6လက်သိန်းစီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတနက်များဟာစစ်ကောင်စီတပ်သားများနဲ့လုံးဝမသက်ဆိုင်တော့ဘဲချုံမိုင်မိုင်ရင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုကတိမ့်ပိုက်လိုက်တယ်လို့သိရပါဗျ။တနက်များကထွက်တဲ့ကြီးစံများဟာစစ်မိတ်စာစစ်ဘလူးအကြမ်းဖက်မင်းအောင်လှိုင်ရဲ့တပ်သားများကိုသာထိမှန်စေရမယ်လို့တပ်ပေါင်းစုကအမိန့်ထုတ်ပြန်ခဲ့ပါဗျ။ရန်သူစီကရတဲ့တနက်တွေကိုအမိန့်ပြန်ပေးရတယ် တကယ်လို့အဲ့ဒီတနတ်ကိုကန်ဆောင်တဲ့သူရဲ့ဝိညာဉ်ကတနတ်ကိုစွဲနေခဲ့မယ်ဆိုရင်နောက်ထပ်အသုံးပြုတဲ့သူအတွက်အနေရဘေးကင်းအောင်လို့အမိန့်ပြန်ရတယ်လို့ချုံမိုင်မိုင်ရင်းမာပြင်းမျိုးနဲ့မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူကပြောပြထားပါတယ်။တချို့တနတ်များဟာကြီပေါက်မတက်ဘဲနဲ့အလိုလျောက်ကြီထွက်နေခြင်းများလည်းရှိပြီးတော့အဲ့ဒီတနတ်များကိုခွဲထားရကထောင်ချထားတဲ့သူထားရရကြောင်းချုံမိုင်မိုင်ရင်းမာပြင်းမျိုးနဲ့မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူများကပြောပြထားပါတယ်။လက်နက်ရတဲ့စစ်စင်ရေးကိုချုံမိုင်မိုင်ရင်းမာပြင်းမျိုးနဲ့မဟာမိတ်တပ်ပေါင်းစုကဥဆောင်ပြီးတော့ ၎င်းညီတော်အထုတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ညောင်ဖြူပင်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒိဆုံးမှုများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၈ရက်နေ့ညနေ9:00နာရီခွဲအချိန်ကမ်းမှာမုံရွာမြို့နယ်ညောင်ဖြူပင်ကျေးရွာရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက80မမ60မမ40မမများအပြင်လက်နက်ငယ်များနဲ့ပါပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်စစ်ခွေးအသေးပြောက်ကတော့မသိရသေးဘူးစစ်ခွေးတွေထိခိုက်ဒိဆုံးမှုတော့ရှိတယ်အသေးပြောက်များနိုင်တာကတော့သိကြပါတယ်လို့ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကပြောဆိုခဲ့ပါတယ်၎င်းတိုက်ခတ်မှုကိုချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စလင်းကြီးရင်းမာပင်ခရိုင်တိုင်ရင်35တပ်ခွဲ တောင်ပန်းဒီအထုပြောက်ကြားတပ်ဖွဲ့ Fighter 9 Force စလင်းကြီးငါးမျိုးဆောင်ဘတ်ခတ်ငါးမျိုးဆောင် Fighter Group Raya Brother Force ကနောင်မင်းသားကြီး BD ငညို CDF SRA တောပရင်ရခဒေါန်းတမန် Golden Eagle နဲ့ရင်းမာပင်ခရိုင်တရင်16တက်ခွဲနှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဂိမ်းစခန်းကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ10ရက်နေ့ညနေ6:45မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲနေရာယူထားတဲ့ရေဦးမြို့ဂါဝီဂိတ်စခန်းကိုရွှေဘုတ်ခရိုင်အမှတ်14တပ်ရင်းနဲ့ရေဦး PDF တို့က face wing drone နှစ်စီးနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ drone နဲ့ဘုံကျဲတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့အသေးစိတ်အချက်အလက်များကိုတော့ဆက်လက်စုံစမ်းထောက်လန်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဇွန်လ9ရက်နေ့မနက်7:00နာရီအချိန်မှာမန္တလေးတိုင်းတောင်သာရဲစခန်းနဲ့တောင်သာမြို့နယ်ထွေးအုပ်ရုံးကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံ6ချောင်းကျဲချခဲ့ပြီးတော့ဇွန်လ9ရက်နေ့ညနေ4နာရီခွဲဝင်းကျယ်အချိန်မှာတောင်တာမြို့နယ်မကြီးရိုးဆက်စည်ရဲ gate ကို drone နဲ့ဘုံ6ချောင်းကျဲချတိုက်ခိုက်ခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်၈တပ်ရဲ NRDF ကသတင်းထုတ်ပြန်ထားပါတယ်။ drone နဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်များမှာတောင်သာရဲစခန်းကနန်တီအုပ်ချုပ်ရေးမှုရဲလေးဦးနဲ့ရဲမေ2ဦးဖွဲ့ဦးဝန်ထမ်း3ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မကြီးရိုးစစ်စေးရေး gate ကို drone နဲ့ဘုံကျဲမှုမှာစစ်သား2ဦးသေဆုံးပြီးတော့ရဲ2ဦးနဲ့စစ်သား2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးကိုမြင်းကြံခရိုင်အမှတ်ချုပ်တရဲ NRDF နဲ့အတူမြင်းကြံခရိုင်အမှတ်တရဲမြင်းကြံခရိုင်အမှတ်3တက်ရင်တောင်သာမြို့နယ်ပကဖတ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အပါဝင်39ဦးစစ်ကောင်းစီအပါဝင်ဌာနများကုမ္ပဏီနဲ့အဖွဲ့30ခုရဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးများကိုပြစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများကိုဗြိတိန်ကထပ်မံပြီးတော့တုံ့ပြန်လိုက်ပြီးတော့နောက်ဆုံးအရေးယူထားတဲ့စည်ရင်းကိုဇွန်လ9ရက်နေ့မှာထုတ်ပြန်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီအရေးယူမှုထပ်မံတိုးမြင့်လိုက်တဲ့စာရင်းမှာရိုဟင်ဂျာများအပေါ်ကိုလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့စစ်တပ်ကလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းများ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပြည်သူများကိုတပ်ဖြတ်ခဲ့ကြတယ်စစ်တပ်ကလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းများအားပေးကူညီကြသူများနဲ့စီးပွားရေးကုမ္ပဏီများပါဝင်ပြီးတော့ပြစ်မှတ်ထားအရေးယူမှုများကိုထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ် ဗြိတိန်ကတန်ခတ်ပိတ်ဆို့အရေးယူမှုများနောက်ဆုံးဆောင်ရွက်ထားတဲ့လူပုဂ္ဂိုလ်39ဦးဟာတမ33တမမှုဘုံမှုချုပ်အောင်အောင်နေသားဆောင်ရဲတပ်ချက်ကြော်ချေဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးဘုံမှုချုပ်ခင်လာဒုတိယဗိုလ်ချုပ်ကြီးတန်းလာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်မေလိုထုထက်တေဇလေတပ်ဗိုလ်ချုပ်ကြီးထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွက်လေရင်စီတင်သွင်းသူဒေါခင်ဖြူဝင် တက်ကြွကြီးဗကြော်လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကျော်မင်းဦး Sky Aviator Company ရဲမှုချုပ်ဒုရဆန်းလွယ် ဘယ်လာရုစ်ကောင်စစ်ဝင်အောင်မိုးမြင့်ဒေါ်မျိုးတစ်စာနေသားဆောင်ရဲအရာရှိထွန်းနိုင်ရဲမှုချုပ်တန်းဦးဘုံမှုချုပ်တန့်စင်ဦးဗိုလ်ချုပ်ကြီးမြထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးရဲဝင်ဦးရှေ့နေချုပ်တီတာဦးအဂရိကောမရှင်ဥက္ကဋ္ဌတင်ဦးအောင်လိုင်ဦးပြည့်ဖြိုးတေစာဗိုလ်ချုပ်ကြီးတင်အောင်ဆန်းစစ်တိုင်းအောင်ဗိုလ်ချုပ်မောင်အောင်စိုးဘုံမှုချုပ်ခင်မောင်စိုးရွေးကောက်ပွဲကောမရှင်ဥက္ကဋ္ဌတင်စိုးဗိုလ်ချုပ်ညင်ကြီးဆွေဘုံမှုအောင်မျိုးသူဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းစီးပွားရေးသမားထွန်းမင်းလက်ဘုံမှုတန့်စော်ဝင်း ်လေရင်စီတင်သွင်းသူဝင်းကျော်ကျော်အောင်ဥတေဇဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်စောလေရင်စီတင်သွင်းသူဇော်မင်းထွန်းတို့လည်းပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင်ဗြိတိန်ကဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနောက်ဆုံးဆောင်ရွက်ထားတဲ့အထဲမှာစစ်ကောင်စီဌာနများအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ကုမ္ပဏီအဖွဲ့ပေါင်း30ခုကိုပိတ်ဆို့အရေးယူလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ